ညမြပေါ်ကစားတော့ငါကြည့်ခဲ့ရတဲ့ဒရမာတွေကိုဒရမာဇလန်းတွေကိုယုံကြည်မှတကယ်မြင့်မြတ်ဒီနေ့လက်ရှိရှိနေတဲ့2025မြင့်မြတ်ကိုဟောနော်အဲကြည့်ရသလိုဟိုးအရင်တော့မြင့်မြတ်စပေါ်လာကစကဇလန်းဇအိမ်ဖွဲ့စည်းမှုမျိုးတွေနဲ့ပေါ့နော်မြင်ရမှာဆိုမြင့်မြတ်ကမြင့်မြတ်ကိုဒရမာစစ်စစ်သဘောကျပြီးမျှော်လင့်နေတဲ့ရုပ်ရှင်ချစ်တဲ့သူတွေအားလုံးဒီကားကတကယ်ကိုကျင့်တဲ့အားရမှုပြပေးမယ်လို့တကယ်ကိုယုံကြည်ရဲ့ Spice of Life မြတ်တိမြေစာထဲမှာကြတော့ဝိုင်းစိန်ပေါ့เนาะအဲအာကိုမြင့်မြတ်ရဲ့ပေါ့เนาะအချစ်ချစ်သူပေါ့เนาะအဲလက်ထပ်ဖို့တည်ရထားတဲ့ဇနီးလောင်းဝိုင်းစိန်နေရနေပါပါတယ်အာသူကဒီမှာကြတော့ပေါ့เนาะဟိုဒီမောင်နှမတွေရဲ့ချစ်ချင်းနဲ့ပေါ့เนาะဒီအာထောက်ငါချစ်ချင်းမှာသူကမောင်နှမတွေချစ်ချင်းဦးစားပေးပြီးတော့ target ခံပါတယ် တောက်တနေရပါပါရဲ့ရှင်ဒီကြိုက်တာတော့တအားခက်ခဲမဖြစ်ပါဘူးပုံမှန်ပေါ့နော်အာဒီဟာမျိုးဆိုတော့မြစ်သူတွေကတော့အာဒါကြီးကတအားထုလဲလို့ဆရာတော့မရှိဘူးဒါပေမဲ့ဇလန်းကြိုက်တယ်ပြီးတော့ဒီမင်းသားရဲ့ပေါ့နော်ဒီဇလိုက်ရဲ့ဒီရေစာတွေကပို့ထောင်ကြိုက်တာကိုသဘောကျတယ်ပေါ့အဲ့ဒါပါပဲရှင်မြစ်သူတွေကခန်းလေးတွေကတော့အချစ်စရာကောင်းပြီးတော့ဆွေးတဲ့ဟာလေးပါတကယ်တကယ်ဇက်ရဲ့အဓိကကြော်ရွာတော့ဒီနောက်ပိုင်းဒရမာပုံများတော့ပါရှင် မင်းတို့လည်းတကားလုံးတကယ်သဘောကျတယ်။ဒါဆိုကွန်နက်တွေတော့ဘောပါဖြည်းဖြည်းချင်းတံမိုးကတက်သွားပြီးတဲ့အခါကျတော့ဒီနောက်ဖုန်းဒီညီလေးကိုဖုန်းကိပတ်အပေါ်တော့ဝယ်ပေးတဲ့အချိန်မှာအသူဖြစ်တဲ့ပေါ့နော်ဒီသူ့ရဲ့ဒီ ID emotion တွေကြိုက်တယ်။ပြီးတော့ခါကျတော့ဒီမမနက်ကဖအေကိုပေါ့နော်မိဘတွေကိုအပြစ်တင်တယ်ဒီမိဘတွေကကျွန်တော်တို့စဉ်းစားရဲမွေးလာစမှာမင်းတို့ငါ့ကိုပြောရင်ပြောမိဘတွေကိုပြောရင်းနဲ့ဆိုတဲ့ဟာမျိုးမှာသူ့ရဲ့ဒီမိဘတွေနဲ့ဒီမောင်နှမရဲ့ဂျာမှာသူ့ရဲ့မျိုးပါဖြစ်တဲ့အကိုကြီးတယောက်ရဲ့မြင့်တာတရားတွေအဲ့အရာတွေကိုမြင်ရတယ်။ပြီးတော့ကညီမလေးလာပြီးတော့ပေါ့နော်လာ ြောတဲ့အချိန်မှာအာသူ့ကို personal လာကြတော့တယ်ကပြောလိုက်အကုန်ပေါ်အောင်မဆိုဘူးအဒီ personal လာကြတော့အချိန်မှာသူဖြစ်လာတဲ့ emotion တွေပေါ့နော်အဲ့ဒီဟာတွေအကုန်သဘောကျတယ်ရှင်ကြိုက်တယ်အပြီးတော့အဲ့လိုပေါ့နော်ဟိုဦးစင်မကြီးနဲ့ပြောတဲ့အချိန်တွေမှာလည်းဆိုရင်သူ့ရဲ့ဒီအသက်ကြီးပိုင်းမှာရှိတဲ့ flow တွေတုံးနေတဲ့မူရာတွေကလေအဲ့သူဒီဟို drama မှာမြင့်မြတ်ကတော့မြင့်မြတ်ပဲဆိုတာတော့ဒီကအသက်တည်ပြရလို့ထင်ပါတယ်ရှင် အဒါတော့ဖြစ်ဒါတော့ဖြစ်ဖြစ်တယ်ဖြစ်လိဖြစ်တာရှိတယ်မဖြစ်မှမဟုတ်လားအပြောင်းအမြေသာကားကအထင်ရမှန်ပေါ့နော်အခြေခံသားလေ40ရာခိုင်နှုန်းတော့က ြည့်ရမယ်အခြေခံတဲ့တရားမလို့ပြည့်သူတို့ဒီဟာကတကယ်ဒီလူမှုဝန်းကျင်မှာမိသားစုမှာအိမ်အောင်နေတိုင်းမှာပေါ့နော်အဖြစ်လေးဖြစ်တာရှိနေတဲ့ကိစ္စတွေကြီးပဲဒီလိုမျိုးလည်းရှိတယ်အရန်မောင်နှမတားချစ်လို့မိဘတွေကိုတားချစ်လို့ပေါ့နော်အကောကိုချစ်သူဆုံးသွားတဲ့မျိုးသားမျိုးလည်းရှိရှိပါလားရှာကိုကတော့ကဟိုအတားတယောက်နေတော့ကိုကကိုမူးထဲအောင်ဖြစ်တာပေါ့နော်ဆိုတော့အာသဘောကျတယ်အခါကျကိုရဲ့ identity တစ်ဖက်မှာလည်းသွားပြီးတော့အာပတ်မှုမှုပေးတယ်ဇက်ကားလေးကိုပေါ့နော်ထိရောက်မှုပေးရဆိုရင်ကျင့်တတ်ပါလားရှာ ဒီကားမှာလေမြေသူတချင်းနှစ်ပုတ်လုံးသဘောကျရရှင်ဒါပထမတော့ကိုကျိုးလေးချင်းရတော့မြေသူကမြေအဆွေသမားကြီးဆိုတော့ကိုကျိုးလေးချင်းရပေါ့ခါပြီးနားထောင်လို့ဆွေးနေတာဟုတ်အာဒါပေမဲ့မြေစာဇဝင်တေးကလည်းတော်တော်လေးအတိတ်ပဲရှိရရှင်နားထောင်နေရင်းနဲ့ကိုလေကြည်နေရင်းနဲ့ဒီ music background လာပြီးဒီ theme song ဝင်တာနဲ့ကိုမျက်ရည်လိုက်လိုက်ကြားစေတယ်အာဒီ theme song နဲ့တအားသဘောကျတယ်မြေစာ theme song ကိုလေဟုတ်ကဲ့ရှင်အဓိပ္ပာယ်လည်းအများကြီးပါ ်အဟားတယ်မြန်စွာကိုကျိုးလေးဖန်ပါကတော့အဆွေးချင်းနေအများကြီးနားထောင်ပြီးတခါကျဂျင်းစော့နေအောင်ပါပဲအဲ့ကိုကျိုးလေးချင်းနေနားထောင်ပြီးဂျင်းစော့နေလာချောက်စမတက်တယ်အဲ့လိုမျိုးဆိုတာလေပြန်စွာအဲ့လိုဆွေးရချင်းနေကြိုက်တယ်ခံစားရတယ်ပဲ။မြတ်တော်ဒီနေ့မှစကြည့်ရတာ။ကွာရှေ့မှာတော့မကြည့်ထားဘူးပေါ့နော်။ကိုပါတဲ့ဟာရှိတယ်။အဲ့နောက်ဆုံးဇက်သိမ်းကိုလည်းတော့ပေါ့နော်။ ဗမာကတော့ဗမာတကယ်တော့ရှိတာပေါ့နော်ဗမာဆန်သွားတယ်ပေါ့ဒါပေမဲ့ဗမာဆန်တဲ့လေဗမာတွေကကြိုက်တာဗမာအများစုမြန်မာအများစုကြည့်တာဆိုတဲ့အခါကျတော့နောက်ဆုံးဇသိန်းလေးလည်းသဘောကျတယ်ရှင်နောက်ဆုံးသူရဲ့ဇသိန်းပေါ့နော်အကုန်လုံးကမှန်ထားတာတမျိုးလေးဇသိန်းကတမျိုးလေးပေါ့နော်ဆိုတဲ့အခါကျတော့မြန်ဇသိန်းလည်းသဘောကျတယ်ပြောချင်တာကတော့မြေစာကတကယ်ကိုမြန်မာရုပ်ရှင်စစ်စစ်ပေါ့နော်အာအင်းအော်မြင့်မြင့်ပေါ်ကစားတော့ငါကြည့်ခဲ့ရတဲ့ဒရမာတွေကိုဒရမာဇလန်းတွေကိုယုံကြည်မှာ တကယ်မြင့်မြတ်ဒီနေ့လက်ရှိရှိနေတဲ့2025မြင့်မြတ်ကိုပေါ့နော်အဲကြည့်ရသလိုဟိုးအရင်တော့မြင့်မြတ်စပေါ်လာကဇကဇလန်းဇအိမ်ဖွဲ့စည်းမှုမျိုးတွေနဲ့ပေါ့နော်မြင်ရမှာဆိုမြင့်မြတ်ကမြင့်မြတ်ကိုဒရမာစစ်စစ်သဘောကျပြီးမျောလင့်နေတဲ့ရုပ်ရှင်ချစ်တဲ့သူတွေအားလုံးဒီကားကတကယ်ကိုကျင့်တဲ့အားရမှုပြပေးမယ်လို့တကယ်ကိုယုံကြည်ရဲ။ဘာလို့ဆိုတော့ဒီမှာယုံနေမှာကိုကဝင်ကြည့်နေတဲ့ကိုမှကိုလေး သူညီမတွေကိုသူရိုက်လိုက်ပြီဆိုဝေါ်ခနေပဲရိုက်ရိုက်ရိုက်ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်နင်းရနေရတယ်ဝင်ပြီးတော့အဲ့လိုဒေါသထွက်ပေးနေရတယ်လဲတွေ့တယ်အပြီးတော့ခါကြတော့ပေါ့နော်အဟိုတခါလဲရီမောတဲ့အခန်းတွေရှိတယ်မြင်းမြက်ကိုတွေ့ပါလုံးဝတွေ့ပါဟာမြင်းမြက်ရှိတယ်အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်မျက်မှန်တွေပါတက်ပြီးဂိုက်ဆိုင်ပေးတဲ့အခန်းမျိုးဆိုရင်အကုန်လုံးတော်နေကြပြောချင်တာဒီကားလေးကကြည်နေတဲ့ဒရမ်မာဒါပေမဲ့တစ်ချက်တစ်ချက်မှာဒရိုက်တာလည်းပေါ့နော်စညုံးကလည်း ဖော့ဖော့ပေးတာပေါ့နော်ကြီးတဲ့သူတွေကိုရုပ်ရှင်တွေအရင်မွန်းကျက်ပြီးပိတ်လောင်မှာဆိုချက်ခန်းလေးတွေကဟိုပေါ့နော်ဟိုစက်ကြီးလှုပ်ထားတဲ့ plot တွေမဟုတ်ဘဲနဲ့တင်းအသက်အတွက်ပြုံးသွားစေတဲ့စိတ်ရှုပ်နေငုံနေအားလုံးအားမြဖြစ်နေရင်းနဲ့မှကြီးသွားစေတဲ့ plot လေးတွေလည်းပါပါတယ်လို့ပြောချင်ပါတယ်ရှင်။ဒီကဲဆိုအဒီကန်းကထွေလာစပိုစတာစတင်ကလေးထွေလာတော့မဟုတ်ပါဘူး။ပိုစတာစတင်ကလေးကတင်းအသက်ရဲ့စိတ်ဝင်စားမှုရုပ်ရှင်ချက်တဲ့သူတွေရဲ့ attention ရတယ်။အချစ်စရာကောင်းတဲ့အသက်ပေါ့နော်။အော်တယောစားတယောပုံလေးတွေလည်းတွေ့ရတဲ့ခါကျအော်ဒီကားကိုတော်တော်အကုန်လုံးကအာ ုံစူးစိုက်မှုရှိရဆိုတဲ့အခါကျတော့ကိုလည်းပေါ့နော်ပါဝင်ရတဲ့အတတ်တက်နဲ့တကယ်ကိုလည်းဝမ်းသာရပါတယ်။ဘာပြပြဒရမာကဖြစ်တယ်။အဲဆိုတော့ကိုမြင့်ရဲ့တယောက်ဆောင်မှုတွေလည်းအရန်ကောင်းတဲ့ခါကျတော့ချစ်တဲ့သူတွေကတော့အကုန်လုံးအမှန်ပေးတာပေါ့။ကိုယ်လည်းချစ်တယ်ကိုကကိုလည်းပါရကတော့ကိုလည်းမှန်ပေးမှန်ပေးချင်တာပေါ့။ဒါပေမဲ့အဲနောက်2025မှာဘယ်လိုသွားရဘယ်လိုလာအောင်လဲဆိုတာကမသိသေးတဲ့ခါကျတော့ဒီချိန်မှာတော့ကိုမောတော့ထင်ချင်းနဲ့မှန်ပေးကြတယ်။ကိုချစ်တဲ့သူကိုကိုမောကရရစေချင်တာပဲသူတွေကိုပတ်ချင်တာပေါ့။ဒါပေမဲ့ 2025အတွက်ကပြောဖို့စောနေသေးတာဒါပေမဲ့ပြောချင်တာကတော့ကိုမြင့်မြတ်ရဲ့စ조사အားထုတ်မှု driver ရဲ့조사အားထုတ်မှုအာဒီအာဒီ crew ပေါ့ရုပ်ရှင်အဖွဲ့ crew ပေါ့ဆိုတော့ရုပ်ရှင် crew ကဒီဒီလိုက်လိုက်အမိုက်ပုံကြီးလွင်ဒီကောင်ကြီးမှာရိုက်ဖို့ဆိုတာကတိုးစံတဲ့ကောင်လည်းမရဘူး crew တွေတအားကောင်းမှရမှာဆိုတော့ဒီဇက်ကောင်ကိုကြည့်ရင်ဒီမြေစာအဖွဲ့ကပါဝင်တဲ့စက်မှုပိုင်းဆိုင်ရာကပေါ့နော် crew တွေကဘလောက်ပင်မန်းလဲဆိုတာကိုဒီကားကြည့်ရင်သိရမှာပါစဉ်းစားကြည့်အမိုက်ပုံကြီးပြီးတော့ခုနလိုပဲ ခက်မသိလဲတန်ဆူးနိုင်တယ်ပလင်းမရှားနိုင်တယ်ကွာအဲ့လိုနေရာမှာကလုံးသွားရကြရဆိုတဲ့ခါကျတော့ဘာပြောစကားကောင်းတစ်ခုတဘာဝတယုတ်ခေါ်ဘဝတယုတ်ခေါ်စကားတစ်ခုအားလုံး စုံလုံးလုံးနဲ့ပါဝင်တဲ့ဇကာတ်ကမှာပါဝင်ခင်ရတဲ့တကယ်ဝမ်းသာရပါတယ်ရှင်။ကြာဒီနေ့ဆိုရင်လည်းပေါ့နော်ဒီမီဇာလာကြည့်ရဲ့အတရားပေါ့နော်ဟွာတွေဟိုဒီကဓာကြည့်ပေးရဲ့ဝေးရံကြတဲ့စီမီယောင်းပေါ့လေအခုလိုမျိုးပေါ့နော်လက်လက်ဒီမီပူပြီးတော့ခောက်ဆဲကြော်တွေပေါ့900ကျော်မဲ့ထုတ်ရည်နော်အဲ့တော့အဲ့လိုမျိုးအကုန်လုံးရောက်စီပေးဝေခွင့်ရတဲ့အတွက်လည်းအဲလိုမျိုးစီစဉ်စီရတဲ့ထုတ်လို့ရေကိုကျေးဇူးတင်ပါတယ်လို့မီဇာအဖွဲ့သားတွေကျေးဇူးတင်ပါလို့ပြောချင်ပါတယ်။ပုံပြဖို့ကောင်းတယ်သူတို့ကတသားနဲ့သွားလာအောင်နော်သူတို့ဝေါ်ဆိုဝေါ်ကိုဝေါ်သူတို့ဝေါ်ကနေပဲ ကိုကချက်တော့သူတို့ဘောင်းမလို့ချက်ဟေးဟုတ်တယ်လက်ခုတ်တွေတေးကြတာဆိုလေတကယ်ပါဒီလိုမျိုးကြည့်ရတာအရန်အားရှိတယ်ဘာသောမြမရုပ်ရှင်ကိုချစ်တဲ့သူတွေပေါ့နော်ဒီလိုဇလန်းဒီလိုမျိုးဇက်ရင်ကောင်းကောင်းတွေမျောလင်းနေပြည့်တဲ့တွေအများကြီးရှိနေရဲဆိုတာသူတို့နဲ့တူတူပြောဝင်ပြောရွှင်စွာနဲ့ကြည့်ခွင့်ရတဲ့တကယ်ကိုလည်းဝမ်းသာပါတယ်ဟုတ်ကဲ့ရှင်ဟုတ်အားကြောင့်မို့လာမယ့်28ရက်နေ့မတ်လ28ရက်နေ့မှာဒီမြေစာကားကရုံပေါ့နော်ရုံတင်ပါမယ်ရှင်မြန်မာနိုင်ငံအနဲ့မှာရုံတင်ပါမယ်အဲ့ဒါကကြတော့ တိတ်တဲ့မြမရုပ်ရှင်ကားဆစ်ဆစ်ကိုကြိုက်တဲ့လူတွေအတွက်မြင့်မြတ်ရဲ့ဒရမာကားဆစ်ဆစ်ကိုကြည့်ရမှာလို့အမခံပါတယ်အဲ့တော့ရုံပေါ်လာခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်အားလုံးကြည့်ကြည့်တင်ပါတယ်